နေ့ခင်မှာလူသုံးပုံပစ္စည်းတွေတို့ဒီလိုပဲကတိုးတက်တာမှန်တယ်။သို့တော့တစ်ဖက်ကကြည့်မယ်ဆိုရင်လူတွေရဲ့အချင်းစာရိတ္တပိုင်းလူတွေရဲ့စိတ်နေသဘောထားဆိုင်ရာမြင့်မြတ်မှုမမြင့်မြတ်မှုဒီပိုင်းကြတော့ဆွေရသွားတယ်လို့ဒီလိုပြောမှာနော်။ကိုကြီးတိလာပိုင်းဆိုင်ရာဆွေရသွားတယ်လူတွေဟာယခင်တော့ကတိက္ခန်စိတ်တွေရှိကြတယ်ခဏိခင်မှာတိက္ခန်စိတ်နှဲသွားတယ် စ်ခနဲ့ရှိဆိုရိုက်ကြနဲ့ကြတတ်ကြဖြတ်ကြဆိုတာလေချက်ချင်းဖြစ်နေအဲ့တော့အဲ့ဒီဘက်ကကြည့်ရင်တော့ဆုပ်တယ်လို့ပြောအဲ့တော့တိုးတက်မှုဆွေးရမှုဆိုဒီမှာရှုထောင်းတစ်ခုအနေနဲ့ပဲပြောလို့ရတယ်အာအလုံးတိုးတက်တယ်လို့လည်းပြောလို့မရဘူးအလုံးဆုပ်တယ်လို့လည်းပြောလို့မရဘူးကိုချင်းဒီလပိုင်းဆုပ်ရလာတာအခုမှလားလို့ဆိုမဟုတ်ဘူးလူလောကကြီးမှာကိုချင်းဒီလဆုပ်ရလာတဲ့ အခြေအနေဟာကိုကျင်းသီလပိုင်းဆိုင်ရာအထွတ်ထိပ်ရောက်သွားတဲ့ဆွေရပြပြမှုကမြတ်စွာဘုရားမပွင့်ခင်ကလေးဖြစ်တယ်။နောက်မြတ်စွာဘုရားပွင့်တဲ့ခေတ်ကိုကလိယူကလို့ခေါ်တယ်။ကလိဆိုတာအလုံးကိုဆိုးဝါးတဲ့ယူခဆိုတာခေတ်ဒီဆိုးဝါးတဲ့ခေတ်ကြီးလို့သတ်မှတ်ထားတာ။ဂေါရမဘုရားမပင့်ခင်တဲ့ အဲပြောမယ်ဆိုရင်သူ့ရဲ့တက်တန်းဟာအနည်း900လောက်ခရေရသူတွေကဆိုးသွားနေကတ္တဗျာနဲ့ကောရဝမြတ်စွာဘုရားချာမှာအဲ့လောက်ခရေရလူလောကရက်ဆိုးတော်တော်ကိုဆိုးရပါတယ်လို့သူပြောအောင်ဥပမာဘယ်လိုပေးထားတော့ဆိုလို့ရှိရင်ကောရဝဘုရားပွင့်တော်မူတဲ့ခေတ်လူတွေရဲ့တက်တန်းအနှစ်တရားဆိုတဲ့ခေတ်မှာ လေးချောင်းတော့စပွဲကြီးမှာခြေတော့သုံးချောင်းကျိုးပြီးတစ်ချောင်းနဲ့နဲ့ထောင်နေတဲ့အနေထားလို့သူဆိုလို့နော်စဉ်းစားကြည့်လေးချောင်းတော့စပွဲကြီးဟာခြေတော့လေးချောင်းပြည့်ပြည့်စုံစုံရှိတုန်းကတီတီငိမ့်ငိမ့်ရှိနေမှာပဲတေချာအဲ့ဒီထဲကနေတစ်ချောင်းကျိုးတစ်ချောင်းကျိုးတစ်ချောင်းကျိုးနဲ့ကျိုးသွားလိုက်တာလေးချောင်းမှာသုံးချောင်းကျိုးသွားပြီးတော့တစ်ချောင်းနဲ့နဲ့ဒီစပွဲကြီးဟာဘယ်လိုလုပ်ရတည် စောင်းနေပြီပေါ့နော်အဲ့ဒီပေါ်တင်လိုက်တာမသိရအကုန်ကြသွားဆွလို့တဲ့အိဗယ်ကလူသားတွေရဲ့၄ပုံလူသားတွေကို၄ပုံပုံလိုက်လို့ရှိရင်၃ပုံကတရားပြက်ပြီး၃ပုံမဲအကောင်းကျန်တော့တယ်လို့ပြောလို့တာဒီကြောင့်တော့စွဲစွာနော်လူတွေရဲ့၃ပုံပုံအဲ၄ပုံပုံ၃ပုံကပြက်ပြီးတော့၃ပုံမဲအကောင်းကျန်တော့တယ်အဲ့ဒီ၃ပုံတွေကတော့မှရခိုင်တော့ရောက်လာခု ไอ้ account ตะปุ๋นเนี่ยแหละ100% account ตะปุ๋นไม่หุบတော့ไอ้เนี่ยชะซาลောက်ไก่ดิป้อล่ะเนาะโหนั้นเนี่ยอยู่ดีนะอยู่สอไอ้ account เนี่ยตะปุ๋นนี้เป็นเนี่ยอเป็ดไปยောက်ล่ะเนี่ยดูดูပြောเนาะเออแล้วจังหวะကိုချင်းတရားဘက်ကနေပြီးတော့ရှုတော့နေနဲ့သုံးသပ်လိုက်တဲ့အခါမှာလောကသာသနာနှစ်ဖြာလုံးမှာဒီယူရင်းကြဆင်းလာတယ် ေးလောကီစီစဉ်ဥစ္စာအသုံးဆောင်ပစ္စည်းကဏ္ဍတွေကတော့တိုးတက်လာတယ်လို့ပြောကိုချင်းတရားပဲကတော့ရော့ချသွားတယ်ဆိုအဲ့တော့ဘာကိုဖော်ညွှန်းလို့ဆိုရင်လူတွေသိလို့ရှိရင်အပင်ငယ်ရဲ့မှာစီကားတော့မှာပေါ့အပင်ငယ်ရဲ့တော့ပြီးတော့စီကားအဲတိရိစ္ဆာန်ဘုံနေမှာစီကားလိုက်မယ်တိတ်တာဘုံနေမှာစီကားလိုက်မယ်ငရဲဘုံနေမှာစီကားလိုက်မယ် ကျိတ်ကျိတ်တိုးနေပြီပေါ့အဲ့ဒီမှာနော်ဒါပေမဲ့အရေးပုံမှာ waiting list မရှိဘူးရောက်ရင်ချက်ချင်းပဲနော်နေရာပြည့်နေလို့ခဏဆိုင်မအောင်မရှိဘူးနေရာတို့တိရိစ္ဆာန်တို့ပြိတ္တာတို့ဆိုတာလာသမျှအကုန်လက်ခံတယ်စဉ်းစားကြည့်လေတိရိစ္ဆာန်ဆိုရင်ငါးတမျိုးပဲကြည့်လိုက်ငါးဖိုက်ထဲမှာဥရည်တန်းချီရှိတယ်အဲ့ဒါလက်ခံထားတာပဲလေလူပုံကြတော့သိလက်မခံနိုင်ဘူး မိဘဝမ်းထဲမှာရောက်လာလို့ရှင်တရောက်တော့အနိုင်နိုင် immigration ကလက်မခံလို့အမိုက်မတော်တဆရောက်လာရင်လည်းပဲအမိုက်ဘုံနဲ့ရောက်သွားဗလာကင်ကလည်းပဲတားပြီးတော့ထားတယ်မျိုးစုံတားတယ်ခဏခင်မှာလူလူဘဝဗလာကင်နဲ့ဆိုတဲ့အထိပ္ပယ်နဲ့တားကြမတော်တဆကျူးကျော်ရောက်လာတဲ့ပုဂ္ဂိုလ်လည်းအမိုက်ပုံနဲ့ရောက်သွားတာမျိုးလမ်းပြစ်ခံရတာမျိုးတွေဖြစ်တာ ။အော်တရိစ္ဆန်တွေကြတော့အဲ့လိုမဟုတ်ဘူး။လာသည်မြတ်လက်ခံထား။အလုံးဟာဒီကုမြစ်စီယောက်ကတရိစ္ဆန်တွေပဲကြည့်။ကြက်ချံကြီးတွေကြက်ချံကြီးတွေဆိုနေရမှာမဟုတ်ပဲနော်။ခွေးဆိုလည်းထိမနိုင်သိမရ။ဘလောက်စီကားနေတယ်ဆိုတာဒီကြောင့်လည်းပဲခွေးအကောင်ဆုံးပဲကြောင်း။မွေးထတာလည်းမဟုတ်ဘူးသူကသူရောက်လာ။ရောက်လာပြီးတော့အမြဲတမ်းဥယျာတိုးပွားနေ။ Dog population ကြီးအလုံးကိုကြီးမားနေတယ်။ ရှမ်းကုန်မှာဆိုလဲအဲ့ဒီ population ကြီးကြီးမားတယ်နေရာတိုင်းမှာလက်မခံနိုင်လောက်ကြီးမားလာအဲ့ဒါဘာကိုပြတော့ဆိုလူသားတွေရဲ့ကိုကျင့်တရားဟာရုပ်လျော့ပြပြလာသည့်အတွက်ကြောင့်အပေဘုံနေမှာလူဦးရေတိုးတက်လာတယ်လို့သူဆိုလို့အကောင်တရားဦးရေတိုးတက်လာတယ်လို့ပြောလူဦးရေတဖြည်းဖြည်းရောပါသို့တော်လေလူတွေနေတဲ့တွေ့ကြမယ်ဆိုရင် ေးအရင်တော့ကတန်ပေါင်း9000အခုတန်ပေါင်း9000တောင်ရှိသွားပြီလူရဲ့တက်လာဘယ်နှခုနဲ့ကျတော့တန်ပေါင်းဘလောက်ရှိလိမ့်မယ်လို့ခံမှန်းပြောဆိုနေကြတယ်သို့တော့ဘုံတိုင်းလေးတစ်လုံးနဲ့လည်းပဲကုံသွားတာရှိတယ်နော်တီးတဲ့ပူဆိုတာတော့အစွမ်းထက်တဲ့လက်နဲ့ကြီးတွေအနုပြဘုံကြီးနဲ့ဆိုရင်တန်းချီပြီးတော့ပျောက်သွားအောင်မတူဘူးအဲ့တော့လူကြီးတိုးတယ်ဆိုတာဟာ တိရစ္ဆာန်ဥယျာဉ်တိုးနှုံနဲ့နိုင်ရှင်ကြည့်လိုက်ရင်ဘယ်တော့မှပြောပြောစရာမရှိတော့ဘူးပေါ့နော်အလွန်နေတယ်လို့ပြောဖြစ်